ဒီကတော့အားလုံးမင်္ဂလာရှိသောနေ့တည်းလေးဖြစ်ပါစေလို့ဥစွာပထမဆုတောင်းမေတ္တာပို့လိုက်ရပါတယ်။ဒါနေ့စဉ်တပွဲကောင်းပွဲကြို30ချက်များကိုနေ့စဉ်နဲ့အမျှရွေးချယ်တင်ဆက်ပေးနေတဲ့ကျွန်တော်ကိုဆိုးပါ။ဒါဒီကြားထဲမှာတနင်္လာနေ့မှာဆိုရင်အဲအီတလီစီးရီးယားစပိန်လာလီဂါအင်္ဂလန်ချန်ပီယံရှစ်ဒိမ်းမြက်ကလပ်ပေါ့ပွဲစဉ်တွေတော့နည်းနည်းပါလာပေါ့ကျွန်တော်အထက်မှာအကောင်းဆုံး ုံးပွဲကိုရွေးထုတ်ပေးပါမယ်ညီကိုတို့နော်ကျွန်တော်အဲဆောက်ဆုံးပွဲကြည့်မယ်ကြောင့်ဗျာဆောက်ဆုံးပွဲလေးကြည့်လိုက်အောင်ညီကိုတို့ဒီဘိုလုံးညာနဲ့ခရီမိုနီယာပေါ့နော်ကျွန်တော်ဒီဘိုလုံးညာရဲ့ညီမော်ဒီချင်းမှာဆိုရင်တော့နှလုံး25ပေးတယ်လို့ဂိုးပေါင်းစင်းမှာဆိုရင်လည်းနှလုံး80ပေးထားပါတယ်ညီကိုတို့နော်ဒါဒီဘိုလုံးညာရဲ့နောက်ဆုံး၄ပွဲမှာဆိုရင်လည်းတပွဲသေး3ပွဲဘူးပြတ်နိုင်ထားတယ်ဗျာနော်ဒီ3ပွဲဘူးပြတ်နိုင်ထားဘိုလုံးညာဒီအင်ကွင်းမှာဆိုရင်နာပူလီလိုအသင်းကြီးတောင်မှ ပူးစည်းနဲ့နိုင်ထားတယ်။အဲ့ဒီနီကွင်းမှာဆိုရင်လည်းတတိစည်းနိုင်ထားတယ်။ဒီဂျိုင်းရဲ့ကျွန်တော်ယူလိုပါဠိမှာဆိုရင်လည်းဆက်ဘက်လိုအသင်းကြီးတော်မှာလေးတင်းနဲ့နိုင်ထားတယ်ဗျညီကိုတို့နော်ဒီဒီနေတင်းရဲ့နောက်ဆုံး၄ချိန်တွေ့ဆုံမှုမှာဆိုရင်လည်းဘိုလိုညာတပွဲပဲတည်ရေ၃ပွဲပဲနိုင်ထားတယ်ညီကိုတို့ကျွန်တော်တော့ဘလိုပဲဖြစ်ဖြစ်ဘိုလိုညာကိုပဲရွေးချယ်ပေးခြင်းတယ်ညီကိုတို့เนาะအဲအကြိုက်တူမှာလည်း like ဆော့ကစားပါအကြံပြုလည်းပတ်ကန်နေမှာလေဗျเนาะ ကျွန်တော်တို့ဘလုံးညာဝဲရွေးချယ်ပေးထားပါတယ်ညီကိုတို့နော်အဲကျွန်တော်ဒုတိယပွဲစဉ်ဒုတိယပွဲစဉ်မှာဆိုရင်ကျွန်တော်အင်္ဂလန်ချန်ပီယံရှစ်ဘာမင်ဂမ်နဲ့ဝက်ဖို့နော်ဘာမင်ဂမ်နဲ့ဝက်ဖို့ကလည်းအဆင်း7အဆင်း16ဆိုပေမဲ့လည်းတမတ်ပဲกว่าတယ်တမတ်ပဲกว่าတယ်ပါဒီနှစ်သေးစလုံးရဲ့ဒီလက်ရှိရလက်ပိုင်းကလည်းတည်ငြိမ်နေကြတာကိုတွေ့ရှိရတယ်ဒီသူတို့ကြားမှာဒီဒီဒီနှစ်သိန်းတွေ့ဆုံမှုမှာဆိုရင်လေ၄ပွဲမှာ၃ပွဲက5မများခဲ့ဘူးဗျညီကိုတို့ နော်ဒီကိုပေါင်းစီနှလုံးပိုင်းနဲ့65ပောက်တဲ့အတွက်ကြောင့်မို့ဒီဘက်မှာကျွန်တော်ကတော့ကိုအောက်လေးကိုပဲရွေးချယ်ပေးခြင်းနဲ့အဲ body size ကတော့နည်းနည်းလေးတလုံး90စားဆိုတော့ကျွန်တော်ဝက်ဖို့ကိုကြိုက်ပါတယ်ဝက်ဖို့ကိုပဲရွေးချယ်ပေးခြင်းနဲ့ဗျနော်ဟိုဒီအချိန်မှာလက်ရှိကြေးတွေကတော့ပြောင်းလဲဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်အခုကတော့နေခင်းမဲ့ဆိုတော့နည်းနည်းဆိုးသေးရဲ့ဗျညနေပိုင်းလို့အကန့်ကန်ကြီးဆိုရင်တော့ကြေးပြောင်းလဲမှုတွေကတော့ ရှိတယ်ဗျညီကိုတို့เนาะကျွန်တော်နောက်ဆုံးပွဲစပိန်လာလီကဘလကာနိုနဲ့ဘလင်စီယာတော့ဒီဘလင်စီယာနဲ့ဘလကာနိုနဲ့ဘလင်စီယာဆိုရင်လည်းဘလကာနိုကဒီကွန်ဖဲလီမှာတော့တိုင်ပန့်နေချင်းရံမကောင်းဘောအဲ့ဒီဘလကာနိုကလည်းလာလီဂါနှစ်ပွဲဆက်မှာဘိုးမရှိတရေကန်ထားနိုင်တယ်ဒါပေမဲ့လက်ရှိဘလင်စီယာလည်းဒီရာသီမှာလာလီဂါအဝေးခွင်းမှာလည်းနိုင်မွေးမရသေးဘူး နော်ဒါဒီသူတို့နှစ်သိန်းကြနောက်ဆုံးတွေ့ဆုံမှုကိုးပွဲမှာတော့ရှစ်ပွဲဟာနှစ်ဖက်သုံးခုနှစ်ခုအောက်သာတွေ့ရှိရတယ်ညီကိုတို့နော်သူရဲ့ဂိုးပေါင်းစည်းဟာနှလုံးပိုင်းနဲ့65ပြထားလို့ကျွန်တော်ဒီပွဲမှာဂိုးအောက်ကိုလေးနည်းနည်းရွေးချယ်ပေးခြင်းနဲ့ဘော်ဒီစည်းကတော့ level 80ရှုံးလောက်တော့လောစင်ဖြစ်နေပါတယ်အမေခုနပြောသလိုအဲညနေညနေရဲ့ကံကံကြီးကြရင်တော့သူကတော့ ခြေတွေကတော့အပြောင်းလဲရှိကောင်းရှိနိုင်ပါလိမ့်မယ်ညီကိုတို့နော်အကြိုက်တူမှာတိုင်းဆော့ကစားစေကစားပါအကြိုက်မတွင်လဲဘက်ကန်နိုင်ပါတယ်ဗျနော်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်ကိုကျေးဇူးသူတွေကိုတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ပါတယ်ဗျကျွန်တော်ရဲ့ TikTok ကိုလည်းအသေးလေးပေး follower ပေးဖို့ဖိတ်ခေါ်ပါရစေနော်ညီကိုတို့နော်ရောရဲ့ဒီ Telegram link ဆိုလဲတင်ပေးထားပါတယ်ဗျာညီကိုတို့ Viber ကိုလည်းဆက်သွယ်အားပေးလို့ရပါတယ် အားလုံးကျမ်းမှချမ်းသာပါစေလို့ကိုစုစပေါ့ channel ရဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်เนาะ